Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နိုဝင်ဘာလထဲမှာ ကိုဖြစ်ရှင်တဲ့ဆန္ဒတွေပေါ့နော်ပြေဝမာလာဆိုတဲ့ခေါင်းစဉ်နဲ့ reading လေးလုပ်ပေးမယ်ပေါ့နော်အဲခေါင်းစဉ်ကတော့အဲ sorry reading ကတော့ပေါ့နော်အတူလေးပဲဖြစ်မယ်နော် reading အတူလေးပဲဖြစ်မယ် ကိုဖြစ်ချင်တဲ့စကားတွေအ sorry ကိုဖြစ်ချင်တဲ့အရာတွေပေါ့နော်ကိုဖြစ်ချင်တဲ့အရာတွေဆန္ဒတွေပြေဝမှာလားဆိုတာလေးကို short reading လေးလုပ်ပေးမယ်ဖိုင်လေး၅ခုပေးထားတယ်1 2 3 4 5နော်အဲ့တော့ဖိုင်၅ခုပေးထားတဲ့ကြိုက်ရအောင်ရွေးပါနိုဝင်ဘာလထဲမှာ ကိုဖြစ်ချင်တဲ့ဆန္ဒတွေပြေဝမှာလားအဲ့တော့စလိုက်ကြမယ်နော် ဒီဖိုင်ဝမ်လေးကိုရွေးချက်ထားတယ်ဖိုင်ဝမ်လေးတွေအားလုံးပဲမင်္ဂလာပါဖိုင်ဝမ်လေးတွေနိုဝင်ဘာလထဲမှာအာကိုဖြစ်ချင်တဲ့ဆန္ဒရင်းပြေဝဖို့ရှိလားပေါ့နော်ဖိုင်ဝမ်လေးတွေဒါလေးကိုကြည့်ပေးပါမယ်အမ်မလေးတလဖာကြရတော့ချီမှာတော့ဖိုင်ဝမ်လေးတွေအဆင်ပြေနေပါတယ်သူချီအချီအင်းနဲ့ပတ်သက်လို့ကြည့်တယ်ဆိုလို့ရှိရင်တော့ကျွန်မ အာဒီပထမဆုံးအမြင်ပေါ့နော်ပထမဆုံးအမြင်ပထမဆုံးခံစားချက်အရာဆိုလို့ရှိရင်ဖိုင်ဝမ်လေးတွေကိုဖြစ်ချင်တဲ့ဆန္ဒတွေအချီးရင်းနဲ့ပတ်သက်ပြီးတော့မှအာအဆင်ပြေနေမယ် romantic ဆန္ဒနေမယ်ပေါ့နော်အမ်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကျွန်မကြီးတိုက်တဲ့အရာမှဆိုလို့ရှိရင်တချို့တော့ဖိုင်ဝါလေးတွေကကြတော့အဲ့လိုမဟုတ်ဘူးကိုယ်နဲ့မဟုတ်ဖ ೇನೆ လေအာတခြားသူတွေအောင်ね ဖောင်းဝလေးတွေရဲ့တစ်ဖက်လူက relationship ချိတ်သွားတာမျိုးတို့ဘာလို့ပေါ့နော်အမ် relationship ချိတ်သွားတာမျိုးတို့တခြားသူတယောက်နဲ့ကြိုက်သွားတာမျိုးတို့ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတတ်တယ်ဖောင်းဝလေးတွေကဒီကနေပြောထန်းတော့အမ်ခွင်းတော့ဆော့မှာဘာခံစားရလဲဆိုခွင်းတော့ဆော့ကြီးကထန်းတော့ဆော့နီးပါးလောက်ကို အာဖြစ်နေတယ်ပေါ့နော်ဒီမှာသူလည်းနဲ့အဆင်မပြေဖြစ်နေတယ်ဆိုတော့လေဒီ queen of sword ကကျတော့လည်းနဲ့တိတ်မကြိုက်ဒီမှာလည်း10 of one ပါတယ်ဆိုတော့ကျတော့အာတချို့သော power လေးပေါ့နော်တချို့သော power လေးတွေဒီ relationship ကနေပြီးတော့မှအာထွက်သွားမှာပေါ့နော်ထွက်သွားမယ်ဆိုတဲ့ energy မျိုးရနေတယ် November လထဲမှာဒီ relationship ကနေထွက်သွားတော့မယ်အဲကိုယ့်ရဲ့တစ်ဖက်လူပါပေါ့နော်ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့် အဲတခြားသူနဲ့တော့ relationship ချိတ်သွားတာမျိုးတခြားသူနဲ့ကြည်နူးနေရမျိုးလေးတွေဖြစ်တတ်တယ်။เนาะအဲ့တော့ဖောင်းဝင်လေးတွေအချီးမှာတော့ကောင်းတဲ့လူကတော့မကောင်းတဲ့လူကတော့ဖြစ်နေမယ်။เนาะ50 50ပဲเนาะ50 50စီပဲ။တချို့တော့ဖောင်းဝင်လေးတွေကအဆင်မပြေနိုင်ဘူး။အဲ50တော့เนาะ50ရာခိုင်နှုန်းတော့ဖောင်းဝင်လေးတွေကတော့ချီးမှာအဆင်ပြေနေ။အဲ့ဒီတော့ ကောင်းချင်ကိုပြန်ပြန်ကြည့်မယ်ဆိုလို့ရှိရင်နော် power လေးတွေရဒီလထဲမှာအဆင်ပြေနိုင်မလားဆိုလို့ရှိရင်အဲကိုလောရမဲ့အရာလေးတွေမှာလည်းအခက်အခဲအဓာစီတွေတော့ရှိနိုင်တယ်နော်အခက်အခဲအဓာစီတွေရှိနိုင်တယ်အဲ့အဓာစီတွေကလည်းကိုကြော်ဖြတ်နိုင်မဲ့အဓာစီတွေပဲဖြစ်တယ်ပေါ့နော်ကိုကြော်ဖြတ်နိုင်မဲ့အဓာစီတွေပဲအဲ့ဒီအခက်အခဲတွေကိုလည်း power လေးတွေအနေနဲ့အဲကြော်ဖြတ်သွားနိုင်မှာပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်တဲ့ ဒီထဲမှာเนาะနောက်တစ်ခုရှိရကြဒီထဲမှာအပြိုကြီးလူပြိုကြီးဖြစ်နေတဲ့သူတွေအပြိုကြီးလူပြိုကြီးဖြစ်နေတဲ့သူတွေရီးစားရနိုင်ရီးစားရနိုင်ခင်ရှိရเนาะရီးစားရနိုင်ခင်ရှိရအင်းဝေကျင်းလေးတွေပေါ့เนาะဝေကျင်းလေးတွေပဲဝေကျင်းလေးတွေကိုထုတ်ထင်းနဲ့လာပြီးတော့มาပေးမဲ့လူတွေတွေရှိတယ် နော်တချို့သောသူလေးတွေကကြတော့တချို့သောအာ single လေးတွေဆိုလို့ရှိရင်သူအာ propose လုပ်ခံရတာမျိုးလေးရှိနော်အပြောသူပြောရေးတွေလည်းယူဆရခင်ရှိတယ်နော်အာတချို့သောသူတွေကကြတော့ဗောနော်အချိန်ရင်အတော်အတန်ကြာထိအချိန်တော်တန်တစ်ခုအချိန်တစ်ခုထိကိုဗောနော်တယောက်တည်းအာနေကြတဲ့လူတွေဗောနော်တယောက်တည်းအချိန်တော်ကြာထိကိုတယောက်တည်းနေကြတဲ့လူတွေဖြစ်တဲ့အာ တကူရဲပေါ့နော်တကူရဲနေတဲ့လူတွေဖြစ်တယ်အဲ့ဒီလူတွေကလည်းယူဆရနိုင်တယ်တဲ့နော်အဲ့ဒီလူတွေကလည်းအခုချိန်မှာနည်းနည်းစိတ်ကူးပြောင်းသွားတာပေါ့နော်စိတ်ကူးပြောင်းသွားပြီးအချိန်ကျတော့အယူဆလိုချင်တာမျိုးတွေပါဖြစ်လာပြီးတော့မှယူဆရနိုင်ချေရှိတာမျိုးပေါ့နော်ယူဆရနိုင်ချေရှိတာတယ်နော်ယူဆရနိုင်ချေရှိတာတယ်တဲ့အဲ့တော့ ခီးတွေပိုင်းလည်း November လထဲမှာလည်းခီးတွေပိုင်းသွားရတာမျိုးရှိရနော်ခီးသွားရသည့်ဖြစ်တဲ့အတွက်ကြောင့်မလို့ခီးတွေပိုင်းလည်းသွားရမျိုးတွေတွေ့တယ်ချို့တော့လူတွေကလည်းလူတယောက်ယောက်ကိုစောင့်ဆိုင်းပြီးတော့မှာပေါ့နော်စောင့်ဆိုင်းပြီးတော့မှာအဲ့ဒီလူနဲ့အဆင်ပြေမှပဲအဲ အဲအဲ့ဒီလူနဲ့အဆင်ပြေမှပဲပေါ့နော်ကိုကလေးရီးစားထားမယ်သူနဲ့မှမဟုတ်ရင်အင်းသူနဲ့မှအဆင်မပြေလို့ရှိရင်အဲကြီးစားမထားချင်ဘူးဆိုတဲ့လူတွေပေါ့နော်အဲ့လိုလူတွေအတွက်လည်းအဲအဲ့ဒီလူနဲ့အဆင်ပြေပြီးတော့မှအဲ့ဒီလူကပြန်ပြီးတော့မှကို့ပေါ့ကမ်းလန်းလာတဲ့မျိုးလေးတွေဖာမျိုးလေးရှိပြီးတော့မှလေအဲ့ဒီလူနဲ့လည်းအဆင်ပြေနိုင်ခြေရှိတယ်နော် အဖြူကြီးလူဖြူကြီးစမ်းပွဲမဲ့ကာလဖြစ်တယ်။အလောက်ကိုင်းနဲ့ပတ်သက်လို့ရှိရင်ဒီအလောက်ကိုင်းဒီပိုင်းရွှေပြောင်းအလောက်ကိုင်းဒီပိုင်းပေါ့နော်ရွှေပြောင်းရတာမျိုးလေးတွေမြင်တယ်နော်။လောက်ကိုင်းဒီပိုင်းနေရာဒေသတွေကြီးရွှေပြောင်းရတာမျိုးလေးတွေမြင်တယ်။တချို့တွေကဒီ relationship တစ်ခုတွေကနေပြီးမှထွက်ခွာသွားတာပေါ့နော် relationship တစ်ခုတွေကနေထွက်ခွာသွားတာအာလှည့်ထွက်သွားတာပေါ့နော်။နာကျင်စွာနဲ့လှည့်ထွက်သွားတာပေါ့။လှည့်ထွက်သွားပြီးတော့မှအာ တယောက်တည်းတကူဒီအနေထားကိုရွေးချယ်လိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ် relationship တဲ့ relationship ရှိရလူတွေကအဲ့လိုမျိုးတွေတွေ့ရနော်ကိုဒီ relationship ကနေပြီးတော့မှထွက်ခွာသွားတာမျိုးပေါ့နော် relationship မရှိသေးတဲ့အပြိုကြီးတွေလူပြိုကြီးတွေနော်အပြိုကြီးလူပြိုကြီးတွေကတော့ relationship ရှာနိုင်တာမျိုးပေါ့နော်ဒါမျိုးတွေတွေ့ပါတယ်လို့ အဲ့တော့ဖားဝန်းလေးတွေလိုချင်တာရမှလားပေါ့နော်ဒီနိုဗ ెంబ ာလထဲမှာလိုချင်တာရမှလားဆိုလို့ရှိရင်ဖားဝန်းလေးတွေနေနဲ့လိုချင်တာတော့ရမယ်သို့ပေမဲ့ပင်ပန်းရတာမျိုးပေါ့နော်ဖားဝန်းလေးတွေနေနဲ့ပင်ပန်းရတာမျိုးလေးတွေတွေ့တယ်နော်လိုချင်တာလေးတွေတော့ကိုယ်ထုံနဲ့ထင်နေလားပြီးတော့ပေးမဲ့လူလေးရှိတယ်နော်ပင်ပန်းရတာမျိုးနည်းနည်းလေးနားချင်းပြီးမှအရရတာမျိုးပေါ့နော်စိတ်ပင်ပန်းလူပင်ပန်းပေါ့နော်အဲကိုယ်လက်လျှော့လိုက်တော့မှပဲပေါ့နော်ရတာမျိုးပေါ့နော်ဒါမျိုးလေးဖြစ်တတ်တယ် ။ over all ခြုံကြည့်မယ်ဆိုလို့ရှိရင် November လာတဲ့မှာကိုဖြစ်ရှင်တာတော့ရလိမ့်မယ်နော်။အခြေအနေနဲ့ပတ်သက်လို့ရှိရင်တော့တိတ်မကောင်းခီးသွားတာမျိုးလေးတွေရှိတယ်။အပြိုလူပြိုလူကြီးတွေဆုံးမယ်။အာရိုနိုဗာနိုဗာမာလာရဲ့ overall အဲနိုဗာမာလာရဲ့ပေါ့နော်ကိုလိုချင်တဲ့ အဲဆူတောင်းနေပေါ့နော်ကိုဖြစ်ရှင်နေရတယ်ကိုပြေဝချင်းနဲ့စိတ်ဆန္ဒတွေပြေဝမလားဆိုတာလေးရဲ့အဖြေပဲဖြစ်ပါတယ်အဲ့တော့ follow လေးတွေအားလုံးမကြည့်နိုင်မယ်လို့ပြောလင်ပါတယ်ဘိုင်ဘိုင်အဲ့တော့ဒီကတ်လေးကိုရေးချင်ထားတယ် fine tune လေးတွေအားလုံးပဲမင်္ဂလာပါ fine tune လေးတွေ November လထဲမှာနော် fine tune လေးတွေ November လထဲမှာဒီကိုလိုချင်တဲ့ပေါ့နော်ကိုလိုချင်တဲ့ဆန္ဒတွေပြေဝမလားဆိုတာလေးကို ကြည်ပေးပါမယ်เนาะ fine tool လေးတဲ့ခဏလေးเนาะကြည်ပေးမယ်နာလေးနော်တာကုံမကတ်လေးတွေလေကျွန်မကတ်တီးရတော့ဒီရီတန်အတွက်ကဆွဲထားပြီးသားနော်ဆွဲထားပြီးသားဖိုင်ထူးလေးတွေတဲ့နိုဗမာလာရဲမှာ ืมဒီမှာမထန်တော့ဆွတ်ကြတယ်เนาะဟိုမှာခွင်းတော့ဆွတ်ဖိုင်းဝမ်မှာခွင်းတော့ဆွတ်ဖန်တူလေးနိုဗနိုဗမာလာတယ်မှာอืมဖန်တူလေးနိုနိုဗမာလာတယ်မှာပေါ့เนาะចောင်းသားចောင်းသူတွေဆိုလို့ရှိရင်ဒီပေါ့เนาะအဲဆာမွေးအောင်မြင်တာမျိုးပေါ့เนาะဆာမွေးအောင်မြင်တာမျိုးစုရတာမျိုးဒါမျိုးလေးဖြစ်တတ်တယ် เนาะအလုံးမှာဆိုလို့ရှိရင်လည်းယာတုတိုးရာမျိုးလေးတွေဖြစ်တတ်တယ်เนาะနောက်တစ်ခုကကြတော့အလဒီဖန်တူးလေးတွေ नोवा မလာတဲ့မှာအဲဆိုကိုဖြစ်ရှင်တဲ့ဆန္ဒပြေဝမှာလားဆိုလို့ရှိရင်အဲဒီအရှင်ဆုံးပညာရေးပြောမယ်နော်ပညာရေးမှာဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ဆန္ဒပြေဝနိုင်တယ် เนาะฉี่เอมาဆိုလို့ရှိရင်เนเนလေးစကားများတာမျိုးလေးတွေ့ရတယ်အဲฉี่เอมาဆိုလို့ရှိရင်တစ်ဖက်နဲ့တစ်ယောက်နဲ့တစ်ယောက် fair ဖြစ်ဖို့ပေါ့เนาะအာ fair ဖြစ်ဖို့လိုအပ်တယ် balance ဖြစ်ဖို့လိုအပ်တယ်เนาะ balance ဖြစ်ဖို့လိုအပ်တယ် fair ဖြစ်ဖို့လိုအပ်တယ်အာနောက်တစ်ခုကကျတော့ငွေကြီးအဆင်ပြေနေမယ်เนาะဒီလထဲမှာငွေကြီးအဆင်ပြေနေမယ် အချင်းရေးရတော့တိတ်ပြီးအဆင်မပြေဘူးเนาะအချင်းရေးရတော့တိတ်ပြီးအဆင်မပြေဘူးအမ်ကိုလိုက်ကိုကပေါ့เนาะတစ်ဖက်လူကိုကလိုက်နေရတဲ့အနေအထားမျိုးဖြစ်မယ်တစ်ဖက်လူနဲ့စကားများရတာဒီကြုံမယ်เนาะကိုကနာကျင်စွာနဲ့လှည့်ထွက်သွားရတာမျိုးလေးရှိတယ်เนาะအမ်ငွေကိုကငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့အဆင်ပြေတယ်เนาะငွေချင်းနဲ့ပတ်သက်လို့ရှိရင်ဖိုင်တူလေးတွေအဆင်ပြေတဲ့ခြေနဲ့ပတ်သက်လို့ရှင်တော့အဆင်မပြေပါဘူးเนาะခြေနဲ့ပတ်သက်လို့ရှင်စကားများတာလေးဖြစ်မယ်အဲ့ဒီတော့ ငွေကြီးတဲ့ငွေကြီးကြောင့်မိတယ်ဆိုလို့ရှင်ဆန္ဒပြေပါမယ်။ပညာရေးကြောင့်မိတယ်ဆိုလို့ရှင်ဆန္ဒပြေပါမယ်။အချင်းရေးကြောင့်မိတယ်ဆိုလို့ရှင်တော့ဆန္ဒမပြေပါဘူးလို့ပဲပြောရမယ်နော်။အဲ့တော့ကျန်တာပါရှိသေးတယ်။အဲနိုင်ငံခြားထွက်ပြီးတော့မှလုံးလုံးဝဲပါမယ်ဆိုလို့ရှိရင်ငွေရေးကြီးနဲ့ဆိုင်သွားပြီပေါ့နော်အဲ့ဒါမျိုးလေးလည်းအဆင်ပြေတယ်နော်အခြေအနေနဲ့ပတ်သက်လို့ရှိရင်တော့အဆင်ပြေဘူး ေနဲ့ပတ်သက်လို့ရှင်တော့အဆင်မပြေပါဘူးအချစ်တလက်တွေ့ဖို့မရှိသေးဘူးเนาะအချစ်တလက်တွေ့ဖို့မရှိသေးဘူးလောလောဆယ်လက်ရှိဒီမှာအာလောလောဆယ်လက်ရှိပေါ့เนาะအာ relationship တွေမှာရှိနေတဲ့လူတွေဆိုလို့ရှင်အဆင်မပြေတာဒီတိုင်းမဲ့ဆက်သွားမယ်အဆင်မပြေဘူးနော်တချို့သောသူတွေကအဆင်မပြေပြီးတော့လမ်းခွဲပြီးသွားပြီးအဲကိုကနေကိုကပတ်စံကြိုးစားပြီးရှာနေဆိုလို့ရှိရင်ပတ်စံရအောင်ပါနော်ဒီချက်ပို့ပြီးတော့ရလာလို့ရှိရင် ဝေးကြီးတော်တော်လေးစင်ပြေလာဖို့ရှိပါတယ် relationship တဲ့မှာကုလလော့ဆဲစကားများနေတဲ့လူတွေရန်ဖြစ်နေတဲ့လူတွေကိုယ့်ဘက်ကနေပြီးတော့တစ်ဖက်သက်လိုက်နေရတဲ့လူတွေဆိုလို့ရှိရင် balance ဖြစ်အောင်နေထိုင်ပါ။နောက်တချို့တွေဆိုလို့ရှိရင်ကိုယ့်ဘက်ကတစ်ဖက်သက်လိုက်နေတယ်လို့အာစိတ်ကူးရှိရပေါ့နော်။ကိုယ့်ဘက်က sorry ကိုယ့်ဘက်ကတစ်ဖက်သက်လိုက်နေတယ်ဆိုလို့ရှိရင်လေ အဲမလိုက်ပါနဲ့တော့နော်သူကိုစီကိုပြန်ပြီးတော့မှသူ့ရဲ့စိတ်အခြေအနေသဘောထားဘလို့ရှိတဲ့ဆိုတာမျိုးကိုအနေနဲ့ထက်သွင်းစဉ်းစားတင်တယ်ကိုတရားထဲပဲကြည့်ပြီးတော့မှပေါ့နော်အာငါတရားထဲပဲအမ်ကိုဖြစ်ချင်တာဥပမာကိုကချစ်တယ်အမ်ချစ်တယ်ဆိုတာယူကိုကဒါအောင်ပဲလိုက်တယ်ကိုစိတ်ဆန္ဒကိုပဲလိုက်နေတဖက်သူကကိုချစ်လားမသိမချစ်လားမသိတွဲချင်လားမသိမတွဲချင်လားမသိ အဲ့လိုမျိုးတွေလုံနေတာမျိုးတွေဆိုလို့ရှိရင်ရတန်းရက်လိုက်တော့တယ်နော်ရတန်းရက်လိုက်တော့ကိုတံမိုးကိုတည်ပြီးတော့မှသူကျမကိုချင်းဆိုတဲ့စိတ်ကိုနှလုံးသွင်းထားပါတယ်နော်အဲသူကကိုပုံတချို့တွေဆိုလို့ရှိရင်ကိုပုံတစ်ဖက်ဆောင်နေပြောဆိုနေရမျိုးတွေပေါ့နော် ဒါမျိုးတွေရှိတယ်တပတ်စောင်းနေဆွဆွဲနေရမျိုးပြောဆိုနေရမျိုးကို့အမှားလုံနေရမျိုးပေါ့နော်ကို့ဆူနေရမျိုးငေါက်နေရမျိုးပေါ့နော်အနိုင်ကျင့်နေရမျိုးပေါ့နော်အဲ့လိုမျိုးရှိအဲ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းမခံပါနဲ့နော်တဖက်ဆောင်လေးဖြစ်နေဆိုမခံပါကိုမိုင်းရင်တော့ခံပါနော်အဲ့လိုမျိုးမဟုတ်ပဲနဲ့မှန်ရတဲ့တဲ့တဖက်ဆောင်လေးဆိုလို့ရှိရင်တော့မခံပါနဲ့နော်အာဒါကဖိုင်းတူးလေးဒီမှာမြင်တဲ့အတိုင်းပြပြနော်အဲ့တော့ဖိုင်းတူးလေးတွေ ဒီလာထဲမှာပညာရေးနဲ့ပတ်သက်ရင်ကောင်းတယ်နိုင်ငံခြားကံကောင်းတယ်ငွေကြီးကောင်းတယ်အဲငွေကြီးကောင်းတယ်အစေကိုဖြစ်ရှင်တဲ့ဆန္ဒပြီးသွားမယ်အ relationship နဲ့ relationship တွေအခြေအနေနဲ့ပတ်သက်လို့ရှိရင်တော့မကောင်းသေးဘူးเนาะ single တွေလည်းနောက်ထပ်အာနောက်ထပ်အခြေတည်ရဖို့ရမတွေ့သေးဘူးเนาะ single တွေလည်းအခြေတည်ရဖို့ရမတွေ့သေးပညာရေးလည်းကောင်းတယ်เนาะ single တွေအခြေတည်ရဖို့ရမတွေ့သေးပါဘူးကွယ် ကဲအားဆိုလို့ရှိရင်တော့ဖိုင်းထူးလေးတွေအားလုံးကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်ဘိုင်ဘိုင်အဲ့တော့ဒီကက်လေးကိုယူချက်ထားတယ်ဖိုင်း3လေးတွေအားလုံးပဲမင်္ဂလာပါ destiny wheel of fortune okay oh just it ခဏလေးနော်ကကြည့်ကြည့်လိုက်မယ် three of cup ten of cup the tower ဲ့တော့ခါတဖို့ Okay Fine 3လေးတွေ ਨੇ sorry Fine 3လေးတွေပေါ့เนาะ Fine 3လေးတွေတဲ့ဒီနားထဲမှာတချို့လူတွေတထားဝါ energy နဲ့ separation ဖြစ်သွားကြတယ် ပြုတ်ပြက်အာပြုတ်လဲပျက်စီးပေါ့နော်ပြုတ်လဲပျက်စီး relationship တွေပြတ်ထားတဲ့လူတွေရှိတယ်ဘာလို့လဲဆိုချင်ကြတော့음တပ်ပါတီပါလို့ပေါ့နော်တပ်ပါတီပါလို့ပဲပြတ်ကြရတယ်ပေါ့နော်ပြတ်ကြရတယ်တစ်ဖက်နဲ့တစ်ဖက် balance မဖြစ်လို့ပဲပြတ်ကြရတယ်ပေါ့နော်အဲတချို့တွေဆိုလို့ရှိရင်လည်းမိသားစုမိသားစုဖြစ်ပြီးသွားရင်ပေါ့နော်မိသားစုဖြစ်ပြီးသွားတာဟိုမှာအာပြုတ်ကွဲသွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့လေရှေ့လာမဲ့ကန်တရားကတော့ကောင်းပါတယ်နော်အမ်ဒီ အချိန်မှပြုတ်ွယ်ပြီးသားလူတွေပျက်စီးပြီးသားလူတွေ break up ဖြစ်သွားတဲ့လူတွေပေါ့နော်အာဒါမျိုးတွေတွေ့တယ်အဲကိုဘနဲ့ကို balance ရအောင်ထိန်းကြီးပြီးတော့မှကန်ချမားကိုဘက်ကိုပေါ့နော်အကောင့်ဘက်ကိုရောက်လာတဲ့သဘောရှိတယ်နော်အကောင့်ဘက်ကိုရောက်လာတဲ့သဘောရှိတယ်အဲ့ဒီတော့အာပြတ်ပြီးသားလူတွေနော်ပြတ်ပြီးသားလူတွေအမ်ပြန်ပြီးတော့อืม ပြန်ပြီးတော့အဆင်မပြေနိုင်သေးဘူးเนาะပြတ်ပြီးသားလူတွေပြန်ပြီးတော့အဆင်မပြေနိုင်သေးဘူးပြတ်ပြီးသားလူတွေပြန်ပြီးတော့အဆင်မပြေနိုင်သေးဘူးเนาะအာတခြားတခြားသောအရာတွေပေါ့เนาะတခြားသောအရာတွေရကံကောင်းနေတယ်တခြားသောအရာတွေကအဆင်ပြေနေတယ်အဲကျမကြီးပေါ့နော်လူမှုကြီးပေါ့နော်စီးပွားကြီးစီးပွားရေးမှာဆိုလို့ရှိရင်တော့ငွေကြီးကြီးကတော့အရင်ထင်းတလောက်ကြီးကိုတော့ရပါမဟုတ်ဘူးเนาะဒါပေမဲ့ အဲငွေကြီးတွေပိုင်းကန်ရနေတဲ့ထဲတော့မပါဘူးเนาะကန်ကောင်းပြီကန်တော့ကောင်းပြီဒါပေမဲ့အရင်ကြီးတော့ abundance တော့အမဖြစ်သေးဘူးเนาะအပန်အရင် abundance တော့မဖြစ်သေးဘူးအကန်ကောင်းနေတဲ့ထဲကန်ကောင်းနေတဲ့ထဲတော့ပါတယ်เนาะကန်ကောင်းနေတဲ့ထဲတော့ပါတယ်ကန်ကကောင်းစားပြုလာတယ်เนาะကန်ကောင်းစားပြုလာတဲ့ထဲမှာတော့ပါပါတယ်တဲ့အမ်ဒီထဲမှာအချီးနဲ့ပတ်သက်လို့ရှိရင်တော့မကောင်းဘူး။မိုးမာလာတဲ့မှာတော်တော်များများအချီးနဲ့ပတ်သက်ရင်မကောင်းကြဘူး။ เนาะအခြေအနေပတ်သက်ရင်သုံးမွဆိုင်ဖြစ်နေရမျိုးတွေပေါ့เนาะသုံးမွဆိုင်ဖြစ်ပြီးတော့အိုက်ထံကိုဟိုတီးမခံနိုင်တော့ပဲเนาะတီးမခံနိုင်တော့ပဲပေါ့เนาะကိုယ်ကလည်းကိုယ်အသက်ပေါ့เนาะအသက်စတင်တော့မယ်ဆိုတဲ့ energy မျိုးတွေ့ရနောက်တစ်ခုကစင်ရီတွေအတွက်ဆိုလို့ရှိရင်ဒီ November လာထဲမှာဆိုလို့ရှိရင်အာအပြော်ထားမယ်ဆိုလို့ရှိရင်တော့ထားအပြော်ထားမယ်စိတ်ပေါ့ပေါ့ပမာထားမယ်ဆိုလို့ရှိရင်တော့ထားလို့ရတယ်အဆင်ပြေတယ် เนาะ single ရေးအတွက်အဲအရင် serious ကြီးဖြစ်မဲ့ဟာမျိုးတော့မလုပ်သေးနဲ့အောင်เนาะ serious ကြီးမရသေးဘူး အဲ့တော့ဆန္ဒပြေဝမှာလားဆိုလို့ရှိရင်ခြေနဲ့ပတ်သက်လို့ရှိရင်တော့ဆန္ဒကတော့တိတ်ပြီးပြေဝဘူးမရှိဘူးတပ်ပါတီတီပါဝင်နေတဲ့ relationship တွေဖြစ်တတ်တဲ့ relationship တွေ break up ဖြစ်တတ်တဲ့အရာမျိုးလေးတွေတွေ့နိုဝင်ဘာလထဲမှာပေါ့နော်တချို့တွေဆိုလို့ရှိရင်ကိုယ့်ဘက်ကနေပြောမတရားခံနေရတာမျိုးပေါ့နော် fair မဖြစ်တာမျိုးကိုယ့်ဘက်ကမတရားခံနေရတာမျိုးလေးတွေရှိရယ်ပေါ့နော်တွေ့ရတယ်မတရားခံရတာမျိုးလေးတွေ့ရအဲ့တော့အမ်တစ်ဖက်သေးရပဲနော် ရှေ့ရှေ့ဖိုင်းမှာပြောသလိုပဲကိုယ့်ဘက်ကပဲတခုအရင်အာတိခတ်မနေနဲ့နော်ကိုယ့်ဘက်ကပဲအရင်တစ်ဖက်တည်းကပဲအရင်တိခတ်မနေနဲ့ balance မဖြစ်ဘူးဆိုလို့ရှိရင်တော့အာလှုပ်တဲ့နာကိုလှုပ်ရမှာပဲပြက်တဲ့နာကိုပြက်ရမယ်ကိုပြောတဲ့နာကိုပြောရမယ်ပေါ့နော်အဲ့လိုမျိုးပြက်တဲ့နာပြက်ရမယ်ပြောတဲ့နာပြောရမယ်အဲ့လိုမျိုးတွေ့တယ်နော်အဲ့တော့အချစ်ရရလွယ်ရင်ကျန်တဲ့အရာကြီးကောင်းတယ်နော်နိုဝင်ဘာလထဲမှာချစ်ရ ်ဗျကျန်တဲ့အရာတွေကောင်းတယ်ကောင်းတယ်ဆိုတာလည်းကိုယ့်ဟာနဲ့ကိုယ် balance ပြအောင်ထိန်းချနိုင်မှာကောင်းမယ်နော် balance ပြအောင်ထိန်းချနိုင်မှာကောင်းမယ်အရင်တစ်ဖက်ဆောင်းနေဖြစ်နေဘယ်အရာမဆိုဘောနော်အမ်စာကြီးဥမာထားတော့ကျွန်မစာလို့ပဲပြောလိုက်မယ်။ចောင်းသားចောင်းသူတွေဆိုတော့စာကြီးပဲទីတက်လုံနေရမဟုတ်ဘဲနဲ့အဲကိုကာရလေးချင်ငန်းလေးလောက်တာမျိုးပေါ့နော်။နည်းနည်းကိုကိုခန္ဓာကိုယ်အနာပေးတာမျိုးပေါ့နော်။အဲဒါမျိုးလေးတွေပြောင်းလဲပြီးတော့ လုတ်တင်တာမျိုးတခု တခုတည်းဥစားပေးပြီးတော့မှတစ်ဖက်ဆောင်နေမလုပ်အောင်ပေါ့နော်အာအချင်းရင်းဆိုလို့ရှိရင်နှလုံးသားနဲ့အုံနောက်နဲ့နှစ်ခုလုံးကိုအသုံးပြုတာမျိုးပေါ့နော်အဲထိုင်မျိုးလေးတွေလုတ်လုတ်တင်တယ်နော်အာလူများနဲ့လူအများနဲ့လည်းနေရမယ်တကူလည်းတစ်ခါလေးကြလို့ရှိရင်ကိုကူကူလည်းအချိန်ပေးရမယ် အဲ့လိုမျိုးလေးပေါ့နော်အဲဒီ relationship မှာဆိုလို့ရှိရင်လည်း तू ကကိုကသူ့ကိုချစ်တယ်ဆို तू ကလည်းကိုကိုချစ်ရမယ်အဲ့လို balance လေးတွေဖြစ်မှသာလင်အဆင်ပြေမယ်ပေါ့နော်အဲအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် balance မဖြစ်ဘူးဆိုလို့ရှိရင်ဒီလာထဲမှာမအောင်မြင်နိုင်ဘူးနော်အဲ့တော့ fine tune လေးတွေအဲ fine tune လေးတွေအလဲလက်ထဲမှာပါတယ်ကန်ကန်ချီမာချီနီလက်လက်ထဲမှာပါတယ်ချီရေးဆိုတော့မကောင်းဘူးကျွန်တဲ့ AR တွေကတော့ကန်ချီမာကကိုပုံမှုတည်နေတယ်ကိုကလည်းကို balance ဖြစ်အောင်နေနိုင်မယ်ဆိုလို့ရှိရင်ကန်ချီမာကောင်းလာပါလိမ့်မယ်နော်အဆိုလို့ရှိရင် fine tune လေးတွေအားလုံးကျင့်နေကြမယ်လို့မျှော်လင့်ပါတယ် bye bye အဲ့တော့ဒီခက်လေးကိုရွေးချက်ထားတယ်ဖိုင်ဖိုးလေးကြီးအားလုံးပဲမင်္ဂလာပါဖိုင်ဖိုးလေးကြီးလာတာနဲ့အေးစောပန်နေကယ်နော်ငွေကြီးဒီလာထဲမှာအဆင်ပြေဖို့ရှိပါတယ်နော်ရွေးချက်စရာလေးကြီးဒီလာထဲမှာရွေးချက်စရာလေးကြီးပေါ်ပေါက်လာလိမ့်မယ်တဲ့နော်ရွေးချက်စရာလေးကြီးပေါ်ပေါက်လာလိမ့်မယ်နော်မိသားစုနော်မိသားစု family နော်မိသားစုရှိနေတဲ့လူတွေကတော့အဲကိုမိသားစုနဲ့ကိုပေါ့နော် လက်ထပ်ထားတဲ့လူတွေနော်လက်ထပ်ထားတဲ့လူတွေကိုပဲတိုက်ရိုက်ပြောလိုက်မှာလက်ထပ်ထားတဲ့လူတွေဆိုလို့ရှိရင်အဲတချို့တွေပေါ့နော်ကိုတစ်ဖက်လူကကိုမချစ်ဘူးလားတို့ပေါ့နော်တစ္ဆာဖောက်နေရလားတို့ဘာတို့အဲ့လိုမျိုးအဲနည်းနေပေါ့နော်ဟိုအတွေးများနေတဲ့လူတွေပေါ့နော်အတွေးများနေတဲ့လူတွေဆိုလို့ရှိရင်တော့အဲ့လိုမဟုတ်ပါဘူးနော်အမိသားစုတွေအေးစစ်စစ်သူ့ရဲ့စိတ်ထဲမှာကိုတွေရှိပါတယ်ပေါ့နော်ဖိုင်ထူးလေးတွေကိုရှိဖိုင်ဖိုးလေးတွေကိုရှိပါတယ်ပေါ့နော် အမ်ဖိုင်ဖိုးလေးတွေဒီလာထဲမှာနော်တိတ်ပြီးတော့မှရင်းနှီးမြှုပ်နှံမှုတွေမလုပ်ပါနဲ့တဲ့နော်အကိုရှိတဲ့အရာကိုပေါ့နော်ကိုရှိတဲ့အရာကိုကိုဆုပ်ကွင်ထားပါမြင်မြန်စွာဆုပ်ကွင်ထားပါဒီလာထဲမှာအမ်ဒီလာထဲဒီလာထဲမှာပေါ့နော်အမ်ငွေကြေးလေးတွေနော်ဖြစ်နေတဲ့ဆန္ဒလေးတွေပြေဝမလားဆိုလို့ရှိရင် ဖြစ်ချင်နေတဲ့ဆန္ဒလေးတွေပြေဝဘူးက80ရာခိုင်နှုန်းလောက်ရှိရှိတယ်เนาะကို့မှာရွေးချယ်စရာတွေလည်းရှိရယ်ဖိုင်ဖိုလေးတွေဖြစ်ချင်နေတဲ့ဆန္ဒတွေ80ရာခိုင်နှုန်းလောက်တိပြေဝဘူးရှိရယ်ငွေရေးကြီးတွေအတွက်ကောင်းတယ်ငွေရေးကြီးကောင်းတယ် emotion အရာဆိုလို့ရှိရင်လည်းအဲကို့စိတ်အဲ emotion အရာဆိုလို့ရှိရင်လည်းစိတ်ပျော်ရမယ့်လပေါ့เนาะစိတ်ပျော်ရမယ့်လဖြစ်တယ်အဲ relationship အရာဆိုလို့ရှိရင်တချို့တွေကကျတော့ relationship ရှိပြီးသားလူတွေကသူကနဲ့သူအဆင်ပြေမယ် single လေးတွေက relationship ကိုအားကျနေရတဲ့အနေထား no married life ကလူတွေဘီနန်းလူတွေကိုကြည့်ပြီးတော့မှအားကျနေတာမျိုးလေးဒါမျိုးလေးဖြစ်တတ်တယ်။တချို့တွေကဒီဒီ November လာရဲမှာပေါ့နော်။အာဒီဟိုဟာလေးတွေ new journey လေးပေါ့နော်။အာကိုဒီ chapter တစ်ခုကို close လုပ်ပြီးတော့မှနောက်ထပ် chapter တစ်ခုကိုအာတက်လှမ်းရမယ်အနေထားဖြစ်သွားပြီပေါ့နော်။ အဲတော့ရွေးချယ်ကြလေးတွေရှိရဲတခြားရွေးတခြားလေးရွေးချယ်ပါအငွေကြီးငွေကြီးလေးတွေဟာအာသူ့အနေနဲ့သူအဆင်ပြေလာလိမ့်မယ်ပေါ့နော်ငွေကြီးလေးတွေလည်းအဆင်ပြေနေပါတယ်အဲတော့အားလုံးခြုံပြောရလို့ရှိရင်အချစ်ရေးမှာဆိုလို့ရှိရင်အချစ်ရေးအိမ်နဲ့အချစ်ရေးအိမ်တော်ရေးတွေအဆင်ပြေတယ်အချစ်ရေးအိမ်တော်ရေးတွေကုတ်တယ်နော်ချီအိမ်တော်ကြီးတွေကိုတဲ single လေးတွေဆိုလို့ရှိရင်တော့ relationship ရဖို့ရတော့တိတ်မရှိသေးဘူးဒါပေမဲ့အဲ ဒီ color ထဲမှာကျူလာတွေ flitter တွေ flutter တွေဒါတွေကတော့အာအဆင်ပြေနိုင်တယ်เนาะဒါတွေကတော့အဆင်ပြေလောလောအဆင်ပြေနိုင်သေးတယ်ရင်ထဲမှာ ပန်းနေပွင့်เนาะရင်ထဲမှာပန်းနေပွင့်နေတဲ့အနေအထားမျိုးတွေ emotion နဲ့အရာလဲစိတ်ချမ်းသာရမယ်เนาะငွေကြီးရင်လက်ကိုစီမှာလက်ဆုံးလက်ကင်ရှိမယ်เนาะလက်ဆုံးလက်ကင်ရှိတာမျိုးလေးရှိမယ်စူထားဆောင်ထားတာမျိုးလေးဒါမှမဟုတ်လို့ရှိရင်ဒီလားထဲမှာစူဆောင်မိမယ်ပေါ့เนาะငွေကြီးလေးတွေစူဆောင်မိမယ်ဒါမျိုးလေးတွေ တွေ့ရပါတယ် overall energy ရကိုဖြစ်ရှင်တဲ့စန္ဒာလေးလေးပြေးသွားမလားဆို80ရာခိုင်နှုန်းလောက်တော့ပြေးသွားမယ်လို့ပြောလို့ရပါတယ်เนาะအဆိုလို့ရှင်เนาะ power လေးလေးပေါ့เนาะအာ sorry 54လေးဒီအားလုံးမကြည့်နိုင်ကြမယ်လို့မျောလင်းပါတယ်ဒီ reading လေးကတော့အတိုလေးပဲလုပ်ပေးထားဆိုတော့ဒီလောက်နဲ့ပဲကြည့်နိုင်လိုက်ပါနော်အားဆိုလို့ရှိရင်54လေးဒီအားလုံးပဲ bye bye ကလေးကိုယူချစ်ထားတဲ့ Pine Fine လေးဒီအားလုံးပဲမင်္ဂလာပါ Pine Fine လေးတဲ့ဒီ novel မှာလာတဲ့မှာကိုဖြစ်ချင်နေတဲ့ sorry ဖြစ်ချင်နေတဲ့ဆန္ဒတွေเนาะဖြစ်ချင်နေတဲ့ဆန္ဒတွေပြေဝမလားဆိုတော့လေးကြည့်မယ် Oh my god Trans Mm. ဒီကတ်လေးက firewall လေးကပြလို့မရလို့နော် firewall ဒီကတ်လေးကပြလို့မရလို့ပါပြလို့မရလို့ပြတော့အဲ့တော့ဒီလာထဲမှာဆိုလို့ရှိရင်တဲ့နော်ချီရေးမှာဆိုလို့ရှိရင် file fight တွေ file fight တွေကိုပေါ့နော်ဟို အဲဒီသဘောကျနေတဲ့သူတွေပေါ့နော်သဘောကျနေတဲ့သူတွေတော်တော်များများတွေ့ရတယ်အမ်ဘယ်သူကိုရွေးချယ်ရမလဲမသိပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တယ်တချို့ relationship ရှိတဲ့လူတွေအတွက်ဆိုလို့ရှင်တော့တိတ်မကောင်းတစ်ဖက်လူမှရွေးချယ်ကြရတယ်အများများနေပြီးတော့မှအကူပုံပေါ့နော်အာယုံအာယုံမရှိတာမျိုးလေးတွေကိုပုံအာယုံမရှိတာမျိုးလေးတွေတွေ့ရတယ်အဲနည်းနည်းခံစားနေရတယ်ခံစားနေရတဲ့အပိုင်းလေးတွေတွေ့ရတယ်နော် အာတစ်ဖက်လူကနည်းနည်းလေးအဲပူချင်ရှုပ်ရှင်တဲ့သဘောမျိုးလေးရှိနေเนาะဒါအခြေအနေနဲ့ပတ်သက်ပြီးတော့အဲနောက်တစ်ခုကကြတော့အာ5 5 5လေးပေါ့เนาะအာနည်းနည်းကိုယ့်ရဲ့အခုချိန်မှာကိုယ့်ရဲ့ emotion လေးတွေကိုကိုယ်ပြန်ယုံသိမ့်ပြီးတော့မှာပေါ့เนาะတယောက်ထဲနေနေတာမျိုးလေးတချို့ relationship တွေတပ်ပါတီရှိရမျိုးလေးဖြစ်နိုင်တယ်เนาะတပ်ပါတီရှိရမျိုးလေးဖြစ်နိုင်တယ် တက်ပါတီကြောင့်ပြတ်သွားတာမျိုးပြတ်မလို့ဖြစ်နေရမျိုးလေးတွေဖြစ်နိုင်တယ်ဖိုင်ဖိုင်လေးတွေကလေနော်ဒါမဲ့ဖိုင်ဖိုင်လေးတွေကိုဖိုင်ဖိုင်လေးတွေကိုတခြားစိတ်ဝင်စားရလို့ကြိုက်တဲ့လူရှိရယ်နော်ဒါမဲ့ဖိုင်ဖိုင်လေးတွေကတိတ်မမြင်ကိုဒီ relationship မှာအဆင်မပြေတာကြီးကိုပေါ့နော်အဲ relationship မှာအဆင်မပြေတာကြီးကိုရင်ပုံကြီးချဲ့ပြီးတော့မှပုံကြီးချဲ့ပြီးတော့မှအာအရင်ခံစားနေရတယ်ပေါ့နော်အရင်ခံစားနေရတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင် 5 dd ရဲ့အမ်5 dd ရဲ့ shut down နေပေါ့နော် shut down နေဖြစ်ချင်တဲ့ဆန္ဒတွေပြေဝမှာလားဆိုလို့ရှိရင်အမ်ကိုယ့်ရဲ့စိတ်ကိုပေါ့ပေါ့ပါထားနိုင်တဲ့အချိန်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ emotion ကိုဟို balance ဖြစ်အောင်လုပ်နိုင်တဲ့အချိန်ပေါ့ပေါ့ပါထားနိုင်တဲ့အချိန်ပေါ့ပေါ့ပါထားနိုင်ရင် shut down နေပြေဝမယ်ဖြစ်ချင်တဲ့ဆန္ဒတွေပြေဝလိမ့်မယ်နော်ဒီမှာလည်းအမ် the empress เนาะ the empress ရှိရယ် the empress ရှိရယ်ဆိုတော့ကျွန်တော်အရင်မပုံနဲ့ ရမ်းပူနဲ့သူကလည်းသူအဆင်ပြေသွားလိမ့်မယ်အေးဆစ်ဆီလေးအေးအေးဆစ်ဆီလေးလောက်ပေါ့နော်အေးဆစ်ဆီတော့ကိုဖြစ်နေတဲ့အရာ ကိုရဲ့ကိုအလိုရှိရဲ့အရာကိုကိုဆန္ဒရှိရဲ့အရာကိုအေးဆစ်ဆီလေးလောက်ပါဖြည်းဖြည်းလေးသွားပါဖြည်းဖြည်းလေးလောက်ပါစိတ်ရှိရှိနဲ့လောက်ပါဆွဲကောင်းကောင်းနဲ့လောက်ပါကိုဖြစ်နေတဲ့ဆန္ဒက အာပြေဝပါလိမ့်မယ်ပေါ့နော်ပြေဝလပါလိမ့်မယ်ဒါပေမဲ့တခုရှိတာကအရင်အတဲကွက်တဲ့ရှိကိုအာယုံတွေအရင်ရောက်နေမယ်နော်ဟိုအဆင်မပြေတဲ့စီအပေါ်တွေကိုအာယုံတွေအရင်ရောက်နေမယ်ဆိုလို့ရှိရင်နော်ကိုဖြစ်ရှင်တဲ့ဆန္ဒကပြည့်ပြည့်ပြည့်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ထင်ကြအကောင့်တင်အကောင့်မြင်စိတ်နဲ့စူးစမ်းရမယ်ငွေလိုချင်တယ်ဆိုလို့ရှိရင်လည်းအငွေထားတော့ကိုကငွေအဆင်မပြေဘူးထားတာနော်ငွေတွေငွေနဲ့ပတ်သက်ပြီးအဆင်မပြေဘူးဆိုလို့ရှိရင် အငွေကိုစူးစမ်းပြီးတော့ရှာမယ်ငါကျိုးငါရှာတဲ့လောက်အငါရှာတဲ့လောက်ပေါ့နော်အဆင်ပြေတာလိမ့်မယ်ဆိုပြီးတော့မှစိတ်ကိုထားပြီးအကောင်းမြင်စိတ်ထားပြီးနော်အကောင်းမြင်စိတ်ထားပြီးအချစ်ရင်းဆိုလို့ရှိရင်အတိုင်းမကိုယ်ပေါ်မကောင်းတဲ့လူပေါ်မှာကိုယ့်အချစ်တွေကိုပေးမနေနဲ့နော်အအရင်ခံစားမနေနဲ့နော်အအသက်ကိုရအောင်ရှုံထပြီးတော့ကိုယ်ဘာလုပ်ရမလဲဆိုတာကိုစဉ်းစားရမယ်နော် အဲစင်ကယ်သမားလေးရင်းနေနေဆိုလို့ရှိရင်တော့အဲကိုယ်ကိုလာတိုက်တဲ့လူတွေရှိမယ်ကိုကတော့ကိုကနဲ့ကိုတကိုယ်ရဲတောက်ပနေရမျိုးလေးတွေအေးတွေ့တယ်ပေါ့နော်ကိုကနဲ့ကိုကယူဆိုင်နေပေါ့နော် self love self care ပေါ့နော်ဒါပဲလုပ်နေရကိုကိုကိုအဓိကပျော်ရွှင်အောင်နေနေရပေါ့နော်ပျော်ပျော်ရွှင်ရွှင်နေနေရမျိုးလေးတွေ့တယ်လာတိုက်တဲ့လူတော့ရှိတယ်နော်လာတိုက်တဲ့လူတော့ရှိလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်ကိုကိုသဘောကျနေတဲ့လူမျိုးလေးရှိတတ်တယ်နော်အဲ့တော့ အဲတခြားဘာအဆင်ပြေခြင်းတော့ပေါ့နော်ကိုယ်အဆင်ပြေခြင်းတော့ငွေကြေးဆိုလဲဆွာပြောသလိုပဲနော်အကောင့်မြင်စိတ်ထားမယ်ကြိုးစားမယ်ငွေကြေးပေါ်မှာအကောင့်မြင်စိတ်ထားမယ်ကြိုးစားမယ် relationship ဆိုလို့ရှိရင်နော်ကိုယ်အဆင်မပြေဘူးဆိုလို့ရှိရင်နော်အဆင်မပြေတဲ့အရာကိုဟို clear ထွက်ဖို့ကြိုးစားရမယ်နော်အကောင့်မြင်စိတ်နဲ့ကိုရတဲ့လောက်တော့ကောင်းအောင်လုပ်ကြည့်မယ်အဆင်မပြေဘူးဆိုတော့လဲထွက်လာ emotion တွေရုပ်သိမ်းပြီးတော့အရင်ဆွေးမနေနဲ့ခံစားမနေနဲ့နော်နောက်တစ်ခု အဲဒီစီးပွားရေးလောက်တဲ့အခါဆိုလို့ရှိရင်အတူတူပဲကိုကအကောင့်မြင့်ဆိုင်နဲ့စူးစမ်းမယ်အဲ့ဒါဆိုရင်ရလာနိုင်တယ်နော်အဲ့ဒါဆိုလို့ရှိရင်ကိုဖြစ်ချင်တဲ့အရာအာပြည့်ဝဆန္ဒပြည့်ဝလာနိုင်တယ်ပေါ့နော်အဲနောက်တစ်ခုကပါရှိတယ်ဒီနိုင်ငံခြားထွက်ချင်တာတို့ဘာလို့ဆိုလို့ရှိရင်အတိုင်းမဲ့တို့ပေါ့နော်ကိုသွားမယ့်နိုင်ငံဒီကိုကနေကိုတိချလေးအဲကိုလို့ဆရာရှိရလေလေလာမယ်စုံစမ်းမယ်ကိုလို့ဆရာရှိတာတွေကိုတိချလေးချာချာနနလေး ကျူတင်ပြင်ဆင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တယ်တဲ့နော်အဲကန့်ကျမအပြောင်းလဲလေးတွေလည်းနော်အပြောင်းလဲလေးတွေရှိတယ်နောက်ထပ်အဲ new chapter လေးတစ်ခုပေါ့နော်ဘဝက new တဲကွဲနေတဲ့လူတွေဆိုလို့ရှိရင်လည်းသူနဲ့အဲ chapter ကပြီးသွားပြီနော်သူနဲ့ chapter ကပြီးသွားရင်နောက်ထပ် new chapter တစ်ခုကိုစတင်ရမယ်အချိန်ရောက်နေပြီနော်အဲ့တော့အပြောင်းလဲလေးတွေရှိပါတယ်ဘဝမှာအပြောင်းလဲလေးတွေကြုံရမယ်နော်အဲ့တော့အဲ့ဒီအတွက်ကို ကိုကအသင်ပြထားကိုလုံးချင်တဲ့အရာတွေအဲဆန္ဒပြဝမှာလားမပြဝမှာလားဆိုတော့ကိုရဲ့အကောင်းမြင်စိမ့်နဲ့စူးစမ်းမှုပုံမူတည်ပါတယ်เนาะဒီကတ်ထဲမှာကျတော့အဲ့လိုမျိုးပြပြထားပါတယ်เนาะဒါကတော့ဒီကတ်ကပြပြတဲ့အတိုင်းကိုပြန်ပြီးပြပြပေးရဖြစ်ပါတယ်ဖိုင်းချီလေးတွေအားလုံးကျင်းနေကြမယ်လို့မျှော်လင့်ပါတယ်เนาะဒီဟာလေးက reading အတူလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတော့လည်းပဲရှင်းလိုက်တော့မယ်เนาะအဲ့ဆိုလို့ရှင်ဖိုင်းဖိုင်းလေးတွေအားလုံးပဲ bye bye